မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်သူတွေရဲ့မျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်လာမယ်လို့ ASUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကတိပြုပါရယ်။စစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပြည်သူ68ရာခိုင်နှုန်းကယုံကြည်ကြောင်းစစ်တမ်းကဖော်ပြလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ပြည်သူတွေရဲ့မျောလင်းချက်ဆန္ဒတွေအမြန်ဆုံးပြည့်ဝစေဖို့ဆက်လက်စ조사ရုံးကန်တိုက်ပွဲဝင်သွားမယ်လို့အေစူးစီချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကဂရုပြုပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာကြက်ရောက်တဲ့အသက်48နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြတဲ့သက်ဆိုင်ရာအဖွဲ့အစည်းလူပုတ်ကိုအရောက်ချင်းစီတိုင်းတွေပြန်လဲဆုတောင်းမြတ်တာပို့ကျေးဇူးတင်လာမှာ အေးစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအခုလိုတုံးပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အေးစီဦးစီးချုပ်ကမွေးနေ့ဆူတောင်းစကားပြောပေးကြတဲ့ပြည်သူတွေရဲဘော်ရဲဘက်တွေနဲ့မိတ်ဆွေတွေအားလုံးအတွက်ကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေဖို့အတွက်ပြန်လဲဆူတောင်းမြစ်တာပေးဖို့ပို့တာပေးလိုက်တယ်လို့လည်းပြောပါတယ်။ဒါအပြင်အေးတမှုချုပ်တတ်တော်ရဲဘော်ရဲဘက်တွေရခိုင်အမျိုးသားအဖွဲ့ချုပ်ကပြည်သူ့ဝန်ထမ်းတွေအားလုံးကလည်း ပြည်သူတွေရဲ့မျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြည့်ဝစေဖို့အတွက်ဆက်လက်စ조사ရုံးကန်တိုက်ပွဲဝင်သွားမယ်လို့ AACC ချုပ်ရဲ့ကျေးဇူးတင်လွှာမှာရေးသားဖော်ပြထားပါတယ်။ AA အနေနဲ့စေရီမန်းချက်အတိုင်းဆက်လက်ခြိတက်နေစေဖြစ်ပြီးအာရခတက်တော်ကရခိုင်ပြည်နယ်အတွင်းကမြို့နယ်၁၄ခုကိုအပြည့်အသက်သိမ်းပိုက်ထိ ंछ ုပ်ထားတယ်လို့လည်းသိရပါဗျ။စစ်တွေမြို့နယ်ကြောက်ဖြူမြို့နယ်နဲ့မန်အောင်မြို့နယ်တို့ကသိမ်းပိုက်ဖို့ကြံရှိနေတော့ပြီး အဲ့ဒီမြို့နယ်တွေမှာလည်းနေရအများစုကိုထိန်းချုပ်ထားကစစ်ကောင်စီတပ်သားတွေဟာမြို့ပေါ်မှာသာကြန့်ရှိတော့ကြောင်းအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ရခိုင်နဲ့မကွေးအဆက်ရခိုင်နဲ့အေရီတိုင်းအဆက်ရခိုင်နဲ့ပဲခူးတိုင်းအဆက်တွေမှာလည်းအေအေကပြည်သူ့ကာကွယ်တပ်မတော်နဲ့တွက်ဖက်ကအကြမ်းဖက်စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ချေမုန်းနေရလို့လည်းအေအေရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ မြမရုပ်ရှင်လောကရဲ့ထိတ်တန်းမင်းသမီးတဦးဖြစ်သူအကယ်ဒမီဝန်မုံရွှေဟာမင်းအောင်လိုင်းမိသားစုနဲ့စီဝါဘက်ဖြစ်တယ်လို့အာနာသိန်စစ်တရဲ့လက်ကင်တို့ဖြစ်ပြီးဝါရဖြတ်ရုပ်ရှင်ကားတွေရိုက်ကူးထုတ်လို့ဖြန့်ချီကပြည်သူလူထုကိုအစိတ်ခတ်နေတဲ့အစိတ်ပင်ဖြစ်တယ်လို့ရုပ်ရှင်အတိုင်းဝန်စီကနေသိရှိရပါတယ်။မင်းသမီးဝန်မုံရွှေဟာ နိုင်ငံရဲ့အပြောင်းလဲတွေကြားမှာမင်းအောင်လိုင်းသမီးခင်သီရိတက်မွန်ရဲ့စီဝါရေးလူယုံဖြစ်တဲ့ နိုင်ဖြိုးကျော်ကိုလက်ထပ်လိုက်တဲ့အတွက်ပြည်သူနဲ့စန့်ကျင်ဘက်မှတေချာပေါက်ရက်တီပြခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဝမ်မုံရွှေရာစစ်တပ်အာဏာမသိမ်းမီကာလ2019ခုနှစ်ကတည်းကစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီးရင်းနှီးမြုပ်နှံထားတဲ့ရုပ်ရှင်ထုတ်လွှင့်ရေးလုပ်ငန်းဖြစ်တဲ့ Seven Sense Film Production နဲ့တီးတန့်စာချုပ်ချုပ်ဆိုကလက်တွဲအလုပ်လုပ်ကံခဲ့တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ဒါအပြင်သူ့ယောက်ျားဖြစ်သူနိုင်ဖြိုးကျော်က မင်းအောင်လိုင်းသားသမီးတွေနဲ့အတူပြည်တွင်းမှာလက်စစ်ကားတင်သွင်းရောင်းချတာဆိုလာပစ္စည်းတွေရောင်းချတာစစ်တပ်အတွက် drone တွေကိုတင်သွင်းပေးတာတွေကိုလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာတော့ဝမုံရွှေရစစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးနဲ့စစ်တပ်ကိုထောက်ခံတဲ့နိုင်ငံရေးကိုအသုံးချကား ကိုကျိုးစည်းဝါဖြစ်ရေအဓိကလှုပ်ဆောင်လာတာကိုလည်းတွေ့ရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင် BBTV M Entertainment Channel, W Entertainment Channel ကိုထူထောင်ကလူမှုကိုဝါဒဖြန့်အစိတ်ခတ်ဖို့အတွက်ယူရပြီးရုပ်ရှင်ဇာတ်ကားတွေကိုထုတ်လုပ်သူနာမည်မျိုးစုံ ပြောင်းကထုတ်လုပ်နေတာကိုလည်းတွေ့ရှိရပါတယ်။မင်းအောင်လိုင်းမိသားစုနောက်ွယ်ကနေချုပ်ကင်ထားတဲ့ BBTV မှာလည်းပထမဆုံးပြသခဲ့တဲ့ရုပ်သံဇာတ်လမ်းတွေဖြစ်တဲ့ နတ်သမီးနတ်ခတ် Venus လက်ဖြစ်ပြီးအဲ့ဒီဇလန်တွဲထဲမှာဝမ်မုံရွှေကဥဆောင်ကတည်ယုတ်ဆောင်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်ဝမ်မုံရွှေရာအာနာသိန်းစစ်တပ်နဲ့စစ်ခေါင်းဆောင်မေအောင်လိုင်တို့အကျိုးဖြစ်ထွန်းရေးအတွက်အစိတ်ပင်ကိုရေလောင်းနေသူဖြစ်ပြီးပြည်သူကိုအစိတ်ခတ်နေသူဖြစ်တယ်လို့လည်းပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ဒီကမှာတော့ အကြမ်းဖက်စစ်တပ်ကဒီဇင်ဘာလမှာပြုလုပ်မဲ့အထူးအရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ကပြည်သူလှုပ်ရှားမှု platform platform for people movement ကစစ်တမ်းကောက်ယူခဲ့ရမှာတော့ပြည်သူ69ရာခိုင်နှုန်းကအကြမ်းဖက်စစ်တပ်ရဲ့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘူးလို့ဖြေဆိုခဲ့ပြီး 68ရခိုင်နှုန်းကရွေးကောက်ပွဲကိုတရားမျှတမှုမရှိဘူးလို့ဖြေဆိုခဲ့ကြတယ်လို့ General Strike Coordination Body GSCB ကတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့လှုပ်ရှားမှု platform Platform for People Movement ကစစ်တမ်းအရာ2025ခုနှစ်ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်ထားရလို့ပြည်သူ68ရာခိုင်နှုန်းကဖြေဆိုခဲ့ကြသလိုအဲ့ဒီစစ်တမ်းကိုပြည်သူ3663ကပါဝင်ဖြေဆိုခဲ့ကြတာဖြစ်ပြီး 2025ခုနှစ်အောက်တိုဘာလ29ရက်ကနေနိုဝင်ဘာလ9ရက်ထိစစ်တမ်းကို ကောက်ယူခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖြစ်ဆိုကြသူတွေတဲမှာမြန်မာနိုင်ငံတွင်းက85ရာခိုင်နှုန်းပြည်ပကမြန်မာနိုင်ငံသား15ရာခိုင်နှုန်းပါဝင်ဖြစ်ဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စစ်တမ်းကို မြို့နယ်281မြို့နယ်ကနေပါဝင်ဖြည့်ဆို့ခဲ့ကြတာဖြစ်ပြီးစကိုင်းတိုင်းကဖြည့်ဆို့သူ26ရာခိုင်နှုန်းရန်ကုန်တိုင်းကဖြည့်ဆို့သူ16ရာခိုင်နှုန်းပါဝင်ဖြည့်ဆို့ခဲ့ကြတယ်လို့လည်း General Strike Coordination Body GSCB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်ဖြည့်ဆို့သူတွေထဲမှာ အသက်55နှစ်အောက်အရွယ်80ရာခိုင်နှုန်းရှိပြီးအသက်60အထက်6ရာခိုင်နှုန်းပါဝင်တယ်လို့ အမျိုးသား90ရာခိုင်နှုန်းအမျိုးသမီး48ရာခိုင်နှုန်းနဲ့မဖြေလို့သူ2ရာခိုင်နှုန်းပါဝင်တယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တမိုက်တာကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သား9ဦးဟာသေသွားကြတယ်လို့မြင်းကြံခရံအမှတ်3တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။လူဝင်ပါလာ9ရက်နေ့မနေ့9နိုင်ခွဲလောက်က တောင်သာမြို့နယ်မြင်းကျန်ပကံညာဦးလမ်းမပဲတမိုက်တာကျွေရမှာအမျိုးသမီးပြူစောထီတွေပါဝင်အင်အား60ခန်းနဲ့ယာယီဝင်ရောက်နေထိုင်တဲ့စစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွဲမှာစစ်သား9ဦးဟာတေသွားတာဖြစ်ပြီး9ဦးဟာပြင်းထန်ဒဏ်ရာရှိကာဆေးရုံကိုပို့ဆောင်လိုက်ရတယ်လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုမြင်းကျန်ကအမှတ်3တရင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထူးခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းမြင်းကြံခရံအမှတ်3တရင်ကတာဝန်ရှိသူတို့ကပြောပြပါဗါတယ်။အဲလိုတက်ခတ်ခရံမှုကြောင့်ကြာပို့ကြွရမှာတနက်တွေဖြစ်ပေါက်ပြီးလက်ဖက်ရည်စံမွင်းကားဆိုင်တွေကလူငယ်ချုံနဲ့မင်းချိုကြွရကအမျိုးသမီးတွေအပါအဝင် ပြည်သူ၅ဦးတို့ကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားလို့လည်းသိရပါဗါတယ်ရှင်။ ကချင်ပြည်နယ်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကံမြို့နယ်မှာအကျန်းဖက်စစ်သားတွေလိုက်ပါလာတဲ့ကားနောက်ကနေဆိုင်ကန်နဲ့ကတ်လိုက်ပါလာတယ်အမျိုးသမီးတဦးဟာမိုင်းထိမှန်ပြီးတေဆုံးသွားခဲ့ရလို့ဒေသပြည်သူတွေကပြပြပါရယ်ဒွေဘာလ9ရက်နေ့မနေ့17ရက်လောက်ကမော်စီစာကျေးရွာမိန်လမ်းမကြီးပေါ်ကမော်စီစာအောက်ဖုန်ကြီးကျောင်းအနီးမှာအကျန်းဖက်စစ်သားတွေလိုက်ပါလာတဲ့ကားတစ်စီး မိုင်းထိမှန်ခဲ့ပြီးအဲ့ဒီကားနောက်ကနေကပ်ပါလာတဲ့ဆိုင်ကတစည်းလဲမိုင်းထိမှန်ခဲ့ကစင်းင်းလာသူအမျိုးသမီးတူဦးဟာတည်ဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။အဲ့ဒါအပြင်ဖခန်မြို့နယ်ယူမာရွာဖုန်ကြီးကျောင်းကိုလည်းအကျန်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြက်ရောက်ပောက်ကွဲခဲ့တာကြောင့်ကျောင်းဆောင်တွေဟာထိခိုက်ပျက်စီးခဲ့ပြီးမဲ့လဲတန်ဃာတော်တွေနဲ့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရှိရပါတယ်။အလားတူအော်တိုဘာလ3ရက်နေ့ကလည်းဖခန်မြို့နယ်လုံခင်းရွာဂရေမော် crazy လဖြစ်ဆိုင်အနည်းကိုအကြမ်းဖက်စစ်သားတွေကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ drone နဲ့ဘုံကျဲတကက်ခဲ့တာကြောင့်ပြည်သူတို့ဟာဥကောင်းမှာဘုံစာထိမှန်ကပြင်းထန်တန်းရှိခဲ့ရလဲဖြစ်ပါတယ်။ဖာကန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကြောင့်၃လကျော်တွင်အရသာပြည်သူ85ဦးဟာတေဆုံးခဲ့ရပြီး260ဦးနီးပါးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်က KK ပတ်ကိုစစ်တပ်ကနေ့စဉ်ဆက်လက်ဖောက်ခွဲမှုတွေလုပ်ဆောင်နေပြီးမနေ့ကမနေ့ပိုင်းက KK ပတ်ပောက်ကွဲမှုတွေကနေအစတွေဟာထိုင်းနိုင်ငံမဲဆောက်မြို့အတွင်းရနေအိမ်တွေထဲတည်လွင့်စင်ထိမှန်လာလို့ထိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြောပါရယ်မနေ့ကမနေ့ပိုင်းမှာစစ်တပ်က KK ပတ်ကိုအပြင်းစားမိုင်းတွေနဲ့ဖောက်ခွဲခဲ့တာဖြစ်ပြီးအလွန်ပြင်းထန်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေကို ထိုင်းနိုင်ငံဘက်ချမ်းမဲဆောက်မြို့ကပြည်သူတွေဟာတည်တည်တသာ ခံစားခဲ့ရပါတယ်။အော်တိုဘားလာနှောင်းမိုင်းကနေစတင်ပြီးအကျန်းဖက်စစ်တပ်ဟာ KK ပတ်ကိုဝေရောက်စီးနှင်းပြည်တော်မှာနေစဉ်ဖောက်ခွဲမှုတွေကိုလှုပ်ဆောင်နေရလည်းဖြစ်ပါတယ်စစ်တပ်ရဲ့ KK ပတ်ကိုဖောက်ခွဲမှုဟာ အကျဉ်33ကျိမ်မြောက်ဖြစ်ရှိနေပြီဖြစ်ပြီးမနေ့ကဖောက်ခွဲမှုမှာတော့အတော်ကိုပြင်းထန်နေလို့လဲထိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြပြပါရယ်လက်ရှိမှာတော့အဆောင်148လုံးတဲ့ကအဆောင်100လုံးကို ဖြိုချဖျက်ဆီးပြီးကျန်ရှိနေတဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့လဲစစ်တပ်ကသတင်းထုတ်ပြန်ထားပါရယ် KK ပတ်ကိုစစ်တပ်ကဟန်ပြဝင်ရောက်ဆင်းနေပြီးရဲ့နောက်မှာအော်တိုဝါလာ20ရဲ့နေမှာ BGF ကစော့ချစ်သူ တင်ဝင်းနဲ့မုတ်တုံတို့ကကေကေဘက်ကကြားဖြန့်တရုတ်တဲ့တွေအွန်လိုင်းဤပညာဆိုင်ရာပညာရှင်တွေအပါအဝင်အရေးပါဝင်သူတွေကိုခေါ်ဆောင်ခေါ်ထုတ်သွားခဲ့ပြီးတချို့ကရွှေကုတ်ကိုမှရောက်ရှိနေကတချို့မှာတော့ BGF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာပြန်လည်နေရာချထားပေးထားခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးတဲ့တဲ့တပုတ်ကတော့ရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုရန်တပ်သားအဖြစ်ခမရ120တရင်ကိုပို့ဆောင်ခံရသူ6ဦးအားထွက်ပြေးလာစဉ်တွင် အရှင်ဖမ်းမိထားတယ်လို့ဝန်တိုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပကဖကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလစာမန်လောက်ကဝန်တိုမျိုးနယ်အခြေဆိုင်ခမရ120တရင်ကနေထွက်ပြေးလာတဲ့ဒုတက်စိတ်မှုတို့တက်စိတ်မှုတို့အပါအဝင်စစ်မှုရန်တပ်သားတွေ6ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့စစ်မှုရန်တပ်သားတွေတဦးလည်းလက်လက်ခရမ်းတွေယူဆောင်လာခြင်းမရှိပဲ ဝင်းတို့မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖားနဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့လည်းသိရပါဗါးအရှင်ဖမ်းမိခဲ့တဲ့စစ်မှုတန်တသားတဲ့6ဦးနဲ့အလင်းဝင်ရောက်လာခဲ့သူတို့တို့ဟာရန်ကုန်မန္တလေးနဲ့သခိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတဲ့နောက်မှာဝင်းတို့မြို့နယ်အခြေစပ်ခမရ120တရင်ကိုပို့ဆောင်ခံရတာဖြစ်တယ်လို့လည်းသိရှိရပါဗါးခုနှစ်ဦးစလုံးကိုတော်လန်ရဲဘော်တွေကစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးစစ်ရာဇဝဲမှုတွေကျွလွန်ထားတာရှိရင်တော့ စစ်ခုံရုံးတင်တရားစွဲဆိုသွားမှာဖြစ်ပြီးဘာပြစ်မှုမှမကျူးလွန်ထားရင်တော့ပြည်သူရင်ဝင်ကို ပေးပို့မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများပါ